ဂျေရန်ဆန်ချွန်ရဲ့ကစားသမားဘွားကဆုံးသက်သွားပြီလို့ပြောမှလို့ဖြစ်နေပါပြီ။အားလုံးတည်တဲ့အတိုင်း United အသင်းမှာအဆင်ပြေမှုတွေနဲ့ဖြစ်တန်းကြရတဲ့ဂျေရန်ဆန်ချွန်က Chelsea အသင်းကိုအငှားထွက်သွားတယ်။အဲ Chelsea အသင်းမှာတရားဒီအငှားကစားတဲ့အချိန်မှာ Title လောက်အခြေစားကိုပြသနိုင်ခဲ့ပေမဲ့နောက်ပိုင်းပွဲအစဉ်တွေမှာဆန်ချွန်ဟာဆန်ချိုပီပီတတာအပြုံးတွေပဲလုံလာခဲ့တယ်။ဒါကြောင့်တရားဒီမှာ United အသင်းကိုပြန်လည်ရောက်ရှိလာခဲ့ပေမဲ့လည်းနီးပြအမရင်ကသူ့ကိုပွဲထွက်လို့ဆင်းမှာအတုံးမပြုတ်ဘဲနဲ့ရှင်းထုတ်ဖို့တဲ့ကြိုးစားတယ်။ဆန်ချိုကအစားတော့လောကလာအစားရှော့မြူဘူဘာညာနဲ့ဘယ်အသင်းကမှမပြောင်းဘူးလို့ဆုံးဖြတ်ထားပေမဲ့ အပြောင်းရွှေ့နောက်ဆုံးရက်မှာပဲဗီလာအသင်းကိုတရားသည့်အငါထွက်သွားခဲ့ပါတယ်။ဆိုတော့ဆန်ချိုကဒီနေ့မနက်မှကစားခဲ့တဲ့ Brand 4နဲ့ Caravan Flower ပွဲမှာဒီ Insto Villa အသင်းအတွက်စတင်ပွဲထွက်လာခဲ့ပါတယ်။ဆန်ချိုကအသင်းရဲ့တိုက်စစ်ပိုင်းမှာ Malan, Elio, Gaston Garone တို့ညာတောင်ပိုင်းတိုက်စစ်ကနေပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီပွဲစဉ်မှာ Insto Villa အသင်းကလည်း Brand 4အသင်းကိုပရနေအဆုံးဖြတ်နဲ့ရှုံးပြီးတော့ပြိုင်ပွဲကနေထွက်ခွာခဲ့ရတယ်လို့ဆန်ချိုကိုယ်တိုင်လည်းဒီပွဲစဉ်မှာခြေစွမ်းပြသထားနိုင်ခြင်းမရှိခဲ့ပါဘူး။ Brand 4ကဒီပွဲစဉ်မှာ ်ကီလီယောင်ရဲ့အတွင်းကိုလည်းဥဆောင်ခြင်းခံခဲ့ရပေမဲ့ဒုတိယပိုင်းမှာဟက်စကီကခြေပါဖို့ပြန်လည်သွင်းပေးခဲ့တာဖြစ်ပါတယ်အဲ့တော့တမန်ပွဲစားချိန်အတွင်းမှာတပတ်တကောစီတင်ရရက်ထုတ်ပေါ်နေခဲ့တာကြောင့်ပရနီအဆုံးဖြတ်ခံခဲ့ရတယ်ပရနီအဆုံးဖြတ်ခံခဲ့ရမှာဘရန်ဖိုးဘက်က၄ချိန်စလုံးဂိုးဝင်ခဲ့ပေမဲ့ အင်စတိုမီလာဘက်ကတော့ပထမဆုံးကန်အတွင်းနဲ့မန်ကန်နဲ့နောက်ဆုံးကန်အတွင်းနဲ့မာတီကတ်တို့ပြန်လွှဲချော်ခဲ့တာကြောင့်အင်စတိုမီလာတို့ဒီအဆင့်နဲ့ပဲချိန်နဲ့ခက်လိုက်ရတာဖြစ်ပါတယ်ဒီဝဲဆင်မှာဒီအင်စတိုမီလာပရိသတ်တော်များထောက်ပြခဲ့တာကဒီဟာဒီမှာသူတို့အသင်းစီကငားနဲ့ရောက်ရှိလာခဲ့တဲ့ဂျေဒန်ဆန်ချော့ရဲ့ခြေစွမ်းမှာဂျေဒန်ဆန်ချော့ကဒီပွဲဆင်မှာ84မိနစ်ထိပေါဝင်ကစားခွင့်ရခဲ့တယ်ဒါပေမဲ့သူ့အနေနဲ့ဂေါ်ဘောက်ကန်အတွင်းမှုတစ်ချိန်ပဲပြုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်အခွင့်အရေးဖန်တီးမှုနှစ်ချိန်တော့ရှိခဲ့ပေမဲ့ ဘောလုံးထိချက်က58အကြိမ်ပဲရှိခဲ့တယ်။ဒါအပြင်ပြိုင်ပွဲအေရာတွေမှာလည်းဘောလုံးထိချက်က၄ကြိမ်ပဲရှိခဲ့တာပါ။အရေးကြီးဆုံးအချက်ကတော့ဆန်ချိုနေတဲ့ဒီပွဲစဉ်မှာအောင်မြင်တဲ့ဘောလုံးဖျက်ချော်မှုတစ်ကြိမ်မှမရှိခဲ့တာဖြစ်ပါရင်ဒါကြောင့်ပွဲပြီးမှာပရိသတ်တော်မြေမှာကဂျေဒန်ဆန်ချိုအခြေစုံကိုစိတ်ပြက်နေကြပြီးတော့ဒီကစားမဘာကြောင့်ဒီလောက်ထိဆိုးရတဲ့အနေအထားရောက်သွားတာလဲဆိုတာကိုမေးခွန်းထုတ်နေခဲ့ကြတာဖြစ်ပါရင်အပရိသတ်တို့ကဆန်ချိုကဘာဖြစ်သွားတာလဲဒီပွဲလုံးမှာသူ့ရဲ့ကစားပေါ်တော်တော်လေးစိတ်ပြက်ဖို့ကောင်းပါရင်အရင်ကဆန်ချိုကဘယ်ရောက်သွားတာလဲဆိုပြီးတော့ပြောဆိုသွားခဲ့ပါရင်အခြားပရိသတ်တို့ကလည်းဆန်ချိုကတော်တော်စိတ်ပြက်ဖို့ကောင်းပါရင်ဒီကဘာကြီးမှာဒီကောင်ဘာလုပ်နေတာလဲ တော်တော်လေးကိုရှော့ရဖို့ကောင်းတယ်ဆိုပြီးပြောဆိုသွားခဲ့တာပါအခြားပြည်သားတွေကလည်းတစ်ချိန်လုံးကကမ္ဘာအကောင်းဆုံးတောင်ပတိုင်းစင်ကစားမတယောက်ကအခုချိန်မှာတော့အစိမ့်မဲ့တဲ့မွေးတကောင်လို့ဖြစ်သွားခဲ့ပါပြီဆန်ချွေးအခြေဆိုတာတော်တော်လေးစိတ်ပြတ်ဖို့ကောင်းပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာပါအခြားပြည်သားတွေကလည်းဆန်ချွေးကတော်တော်လေးစိတ်ပြတ်ဖို့ကောင်းပါတယ်အမလီနေနဲ့ဆန်ချိုးကိုဒီနေရာမှာဆက်ပြီးသုံးမလားဆိုတာစဉ်းစားကြည့်စရာပါအဲ့ဒီပြည် report ကဆန်ချိုတဲ့ဆိုင်ပို့ပြီးတော့ကောင်းတဲ့စွမ်းဆောင်ကိုပြသထားနိုင်ခဲ့ပါသေးတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင်ဆန်ချိုက United တင်ကိုစတင်ရောက်ရှိခဲ့စဉ်ကာလတုန်းကခြေစွမ်းကောင်းတို့ချိုးပြသနိုင်ခဲ့ပေမဲ့ ရိတန်ရဲ့နင်းစတဲ့ပိုင်းကိုဝေဖန်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ပုံမှန်ပွဲထွက်ခွင့်ပြောင်းဆုံးသွားခဲ့တာဖြစ်ပါရင်အရင်တန်ကသူ့ကိုမလေးမစားဆက်ဆံခဲ့တဲ့ဆန်ချိုကိုအသင်းကြီးလူစင်းကနေထုတ်ပယ်လိုက်ခဲ့ပြီးတော့လူငယ်အသင်းနဲ့ကလေးချင်းစီခဲ့တာဖြစ်ပါရင်အဲဒီနောက်ယာတီဝက်မှာဒေါ်မွန်တင်ကအငှားထွက်ခိုင်းခဲ့တယ်ဒေါ်မွန်နဲ့အတူမျိုးချန်ပီယံလိမ်းမှာဖိုင်နယ်တယောက်နိုင်ခဲ့ပေမဲ့ရီယယ်မက်ဒရစ်ကိုနှစ်ဂိုးပြန်ရှုံးနေခဲ့တာအကြောင်းဒုတိယနေ့တာကျင်းနေခဲ့တာဖြစ်ပါရင်အဲဒီနောက်ယူနိုက်တက်ကိုပြန်ရောက်ရှိလာခဲ့ပြီးနောက်ချန်စီတင်ကိုပေါင်နဆန်၅သန်းအပိတက်ဝယ်ခွင့်ပါဝင်တဲ့အငှားပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိသွားခဲ့တာဖြစ်ပါရင်ဒါပေမဲ့လည်းချန်စီမှာလည်း ဆန်ချိုရဲ့လောကလားစာရွှတ်မှုတာကြောင့်ဆက်လက်ခေါ်လို့ခြင်းမရှိပဲ United ကိုပြန်လည်ရောက်ရှိလာခဲ့တာပါ။ဆန်ချိုရဲ့ကစားမဘွားကတကယ်ပဲအဆုံးသက်သွားပြီလား။ပြည်သက်ကြီးကဘယ်လိုများထင်မြင်ပြီးပါလဲ။ comment မှာဝင်အောင်ဆွေးနွေးပေးသွားလို့ရပါတယ်။